ဘဝပြတ်တယ်လို့ခံစားရတဲ့အကွက်တွေစီးပွားရေးမှာကြားပူကြတာဘယ်ကနေစပါလဲ bad review အဲ bad review ကနေစပြီးတော့ဘဝပြတ်သွားတယ်ဘဝပြတ်သွားတာတော့မဟုတ်ဘူးဘဝပြတ်လို့နေပါခံစားသွားရတာ social media ခေတ်ကြီးမှာ bad review ကအရန်ကယူဆရမဲ့ချက်ဖြစ်တယ်အဲ့ review တက်သွားလို့ရှိရင်အရန်ပြန်လာမြဲလူတွေကကောင်းတဲ့င်းဆိုလို့ရှိရင်မဖြန့်ကျင်ဘူးမကောင်းတဲ့င်းဆိုလို့ရှိရင်ချက်ချင်းဖြန့်တာချက်ချင်း share တယ်ချက်ချင်းဝေဖန်တယ်ချက်ချင်း action ယူတယ်အဲ့တော့ bad review ဒီအရန်ကြောက်ဖို့ပါနဲ့ social media ခက်ပါလုပ်ငန်းရှင်တွေကြောက်တဲ့ bad review ကိုဘယ်လိုမျိုးကင်တွယ်လဲဆိုလို့ရှိရင်အားလုံးကဘယ်ကိုသွားပြီးတော့အာရုံစိုက်နေလဲဆိုလို့ရှိရင် product quality နဲ့ customer care ကိုဂရုစိုက်တယ် bad review မဖြစ်အောင်အဲ့ဒါကိုဂရုစိုက်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းဂရုစိုက်ဖို့လိုနေတဲ့တစ်ချက်ရှိတယ် bad review မဖြစ်အောင်ဂရုစိုက်ရမယ်တစ်ခွက်လို customer care ကိုလည်းဂရုစိုက်စရာမလိုဘူးမဟုတ်ဘူးလိုတယ်ဂရုစိုက်ရမယ် product quality ကိုလည်းဂရုစိုက်ရမယ်နောက်ထပ်တစ်ချက်ဂရုစိုက်မှန်တစ်ခုရှိသေးတယ် ဲ့ဒါဘာလဲဆိုတော့လူမှားမရောက်မိစေနဲ့။ audio ကမှားတဲ့အတွက်သူစားကျင်တဲ့ဟာမဟုတ်ဘူး။သူလိုချင်တဲ့ပစ္စည်းမဟုတ်ဘူး။ audio ကမှားတဲ့အတွက်မျက်စိလည်ပြီးတော့ဝယ်မိရယ်စားမိရယ်ဆိုလို့ရှိရင် bad review ရှေ့တုန်းကလာပါလိမ့်မယ်။သူတို့ရှေ့ကရှေ့တုန်းကလာတာပါ bad review ။အဲ့တော့လူတိုင်းရောမရောက်ပါနဲ့။ကိုယ့်ပစ္စည်းကိုတကယ်ကြိုက်ပြီးတကယ်လိုချင်တဲ့သူကိုပဲရှောင်းပါ။လူတိုင်းကိုရှောင်းပြီးလို့ရှိရင် bad review အကြီးတက်လာပါလိမ့်မယ်။ကိုယ့်ပစ္စည်းကိုတကယ်လိုချင်တဲ့သူတကယ်လိုအပ်နေတဲ့သူရှိကိုရှောင်းနိုင်အောင်ကြိုးစားပါ။ ဒီဗီဒီယိုကနေပြီးတော့အသိပညာထုတ်ရမယ်လို့ယုံကြည်ပါတယ်။ကျွန်တော်ကိုဟိုင်းပါ business consultant တယောက်ဖြစ်ပါတယ်။ဒီလိုမျိုး business နဲ့ပတ်သက်တဲ့ tips and trick တွေကိုနေ့တိုင်းတစ်နေ့ကိုဗီဒီယိုတစ်ခုတင်ပေးမှာဖြစ်တဲ့အတွက် follow လုပ်ပါ like လုပ်ပါ share လုပ်ပါ။နောက်ဗီဒီယိုမှာကြည့်တွေ့မယ်။ Bye bye.